င်္ဂလာပါတော်တမီတို့ရေဒီချက်ကတော့စတမာလာတမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ကတော့ဆရာမတို့အခန်းလေးလူဖော်စီရဲ့မူလစာဖြစ်တဲ့သင်္ကားစာ3ရှေးအောင်ရင်ကျေးမှုများရဲ့တရုံကျေးမှုကြောင့်ဖြစ်ပါတယ်တတို့တမီတို့ကလည်းဒီရောမနိုင်ငံရဲ့အကြောင်းကိုသင်ကြားပြီးပြီဆိုတော့ဆက်လိုက်ပြီးတော့ဆရာမတို့တရုံရင်ကျေးမှုဆက်လိုက်ပြီးတော့လေ့လာကြည့်ကြပါစို့ ော့ဆရာမတို့တရုတ်ယဉ်ကျေးမှုကိုဆရာမတို့ကြည့်လိုက်မယ်ဆိုရှင်တရုတ်နိုင်ငံဘယ်နေရာမှာတရှိလဲဆိုရှင် အာရှတိုက်ရဲ့အရှေ့ဘက်မှာတရှိတယ်အာရှတိုက်ရဲ့လေးဘုံတဘုံခန့်ကျယ်ဝန်းပြီးတော့တရုတ်လူမျိုးတွေရယဉ်ကျေးမှုဟာမြေဝါမြေဝန်းဒေသမှာစတင်ထွန်းကားခဲ့တယ် BC 16ရာစုကနေပြီးတော့ BC 17ရာစုအထိရှာမင်းဆက်အုပ်ဆိုးခဲ့တယ်ဆန်နိုင်ငံဟာမြေဝါမြေရဲ့မြောက်ဘက်ကမှာရှိပြီးတော့မြို့တော်ဟာအရန်မျိုးဖြစ်ပါတယ် ဒီချိုက်ပြပြပေးတဲ့အကြောင်းအရာလေးကတော့တရုတ်နိုင်ငံရဲ့ဒီနေရာအနေအထားလေးဖြစ်ပါတယ်။ကဲဆက်လက်ပြီးတော့ကျွန်တော်လေ့လာကြည့်ကြအောင်။ခေတ်တရုတ်လူမျိုးတွေဟာစိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်းတယ်။အဲ့တော့စိုက်ပျိုးရေးအဓိကလုပ်ကိုင်းတယ်ဆိုတဲ့ပုံလေးကိုတော့ဆရာမတို့ကြည့်ကြရအောင်။သူတို့ကစိုက်ပျိုးရေးအပြင် အမဲလိုက်လုပ်ငန်းတွေ၊တန်ငါလုပ်ငန်းတွေ၊မွေးမြူရေးလုပ်ငန်းတွေပိုးတဲ့လုပ်ငန်းတို့ပါလုပ်ကိုင်းကြတယ်။ပုံနှစ်ကိုကြည့်ပါ။ပိုးတဲ့သူတို့တရုတ်နိုင်ငံထွက်တဲ့ပိုးတဲ့တွေပါ။တရုတ်တည်းရဲ့ကျိုးတဲ့လုပ်ငန်းတွေ အတိုက်ပညာလည်းများစွာ ဖွံ့ဖြိုးခဲ့တယ်။အဲ့တော့ပုံသုံးမှာဒါတို့ကြိတ်ပါတရုတ်နိုင်ငံလာဆီယမ်မတို့ထုတ်လုပ်တဲ့ပြုတ်လုပ်တဲ့ကျွေးတဲ့ပစ္စည်းတွေဖြစ်ပါတယ်။မင်းခစ်မှာတော့အနောက်တိုင်းသားတွေကကျွေးတဲ့တွေကိုအများဆုံးဝယ်ယူပြီးတော့အဲ့ကျွေးတဲ့တွေကဥရောပမှာတရုတ်ကျွေးတယ်လို့ကြော်ကြားခဲ့ပါတယ်။အဲ့တော့ဒီချက်ပြတ်ပြတ်ပါတဲ့အကြောင်းအရာလေးကတော့တရုတ်နိုင်ငံရဲ့စိုက်ဘာရေးလုပ်ငန်းတွေတရုတ်ပိုးတဲ့ကျွေးတဲ့လုပ်ငန်းတွေအကြောင်းဖြစ်ပါတယ်။ကဲတအားတို့တမီးတို့ရေးဆက်ပြီးတော့ဆရာမတို့လေ့လာကြည့်ရအောင်။ ဟောအုတ်ချုပ်အင်းနဲ့လေးလာကြည့်မယ်ဆိုရှင်သားတို့ပုံထဲမှာမြင်ရတဲ့အတိုင်းပဲနော် BC 220မှာတော့တယောက်ဧကရေးဖြစ်လာတဲ့ရှီဟွန်ဒီဟာလမ်းတွေတံတားတွေဒီဆောက်ချင်းကိုအားပေးခဲ့တယ်ဒီပုံလေးကတော့ဆံမတို့နော်ကဘာမှာအင်မတန်မှအောင်းဝဲကောင်းတဲ့နော်ရာထဲမှာတော့မာဒတိုင်းကြီးဟာတခုပါဝင်ဖြစ်ပါတယ်တတားရဲ့ရံမှာကာကွယ်ဖို့တည်းတယောက်ပြည့်ရဲ့မြောက်ဖက်နေစားတစ်ချောင်းမှာနာမည်ကျော်တဲ့မာဒတိုင်းကြီးကိုဒီဆောက်ခဲ့တယ် မဟာဒတန်းကြီးကမိုင်ပေါင်း1250ကျော်ရှိပါတယ်။ဟောနောက်တစ်ခုဆက်ပြီးလေ့လာကြည့်မယ်။အဲ့တော့ BC တရားမှာတော့ဟာမင်းဆက်လက်ထက်အုပ်ဆိုးစင်မှာ နိုင်ငံအုပ်ချုပ်ဖို့အတွက်အရာရှိရေးချယ်မှုတွေကိုစတင်ခဲ့တယ်။အရေးချင်းရှိသူတွေပေါ်ထွက်လာဖို့အတွက်စံမွေးဝဲတွေကိုကျင်းပခဲ့တယ်။အဲ့လိုနဲ့အစိုးရဝန်ထမ်းစံမွေးဝဲတွေပေါ်ပေါက်လာခဲ့ရတယ်။ဒီပုံလေးကတော့အစိုးရစံမွေးဝဲ ဝန်တန်းဆောင်မှုပဲဖြည့်ဆို့ဖို့အတွက်စောင့်ဆိုင်းနေတဲ့သူတွေဖြစ်ပါတယ်ဒီပုံလေးကတော့တရုတ်တရဲ့အစိုးရဝန်တန်းဆောင်မှုဘက်ကကဘာပေါ်မှာရှေ့အကြဆုံးဖြစ်ခဲ့ပါတယ်အဲတော့အခုနဆရာမပြောရတဲ့နောက်အကြောင်းကတော့တရုတ်နိုင်ငံရဲ့အုပ်ချုပ်ရေးဖြစ်ပါတယ်ဟောနောက်ထပ်ပြီးတော့ဆရာမတို့စာပေကလေးလေ့လာကြည့်အောင်ရှေ့ကလေးကပဲနောက်တရုတ်တရာခြေချက်တွေခြေဝတရိုးတွေပစိန်တွေ လက်ခုံတွေပေါ်မှာစာပေရေးသားမှုကိုပြုလုပ်ခဲ့ရတယ်တွေ့လည်းတွေ့ရှိရပါတယ်မြင်းခင်မှာတော့တရုတ်တည်းရဲ့စာပေအမှုပညာနဲ့ရင်ကျေးမှုဟာတိုးတက်ခဲ့ပါတယ်တရုတ်တို့ရဲ့စက်ကွပြုလုပ်ခြင်းနဲ့ပုံနှိပ်ခြင်းပညာကိုစတင်အသုံးပြုလာခဲ့ပါတယ်ရမ်းမုံကိုလည်းစတင်တွင် ပြုလုပ်ခဲ့တယ်တရုတ်နိုင်ငံမှာတော့အတွေ့အခေါ်ပညာရှင်တွေပေါ်ပေါက်ခဲ့ပြီးတော့လောင်စီနဲ့ကွန်ဖြူရှက်တို့ရဲ့ဟောပြောချက်တွေဟာလွှမ်းမိုးခဲ့ပါတယ်တရုတ်လူမျိုးတွေဟာ ဘိုးဘွားဘီဘီနေကိုရှ िख ုံးပူဇော်တဲ့အလေးထားရှိခဲ့တယ်။တရုတ်လူမျိုးတွေရဲ့လူဖွဲ့စည်းမှာမိသားစုကအရေးပါပြီးတော့နိုင်ငံတော်ကိုလည်းမိသားစုကြီးအဖြစ်ယူဆခဲ့ပါတယ်။ဒါလို့သမီးတို့ရေဒီချက်အခုပြပြပေးသွားတဲ့အကြောင်းအရာလေးကတော့တရုတ်နိုင်ငံရဲ့စားပေးလူမှုရေးအမှုပညာနဲ့ယဉ်ကျေးမှုအကြောင်းတွေဖြစ်ပါတယ်။ကိုဆက်လက်ပြီးတော့ဆရာမတို့စာပဲကလေးထပ်ပြီးလေ့လာကြည့်ကြရအောင်တရုတ်တည်းရဲ့ဘိုးလာမကြီးဟာကမ္ဘာအရှိတ်ဘက်မှာရှိတဲ့ တရုတ်နိုင်ငံရှီယမ်းမြို့ကနေပြီးတော့ကမ္ဘာအနောက်ဖက်ဗေဒဲပင်လယ်ကိုဆက်သွယ်ပေးထားတဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်။တရုတ်နိုင်ငံမှာထုတ်လုပ်တဲ့ဘိုးတွေဟာကုန်သွယ်ရေးအဓိကကုန်ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကုန်သွယ်ရေးလမ်းကြောင်းကိုပိုးလမ်းမကြီးလို့တင်စားခေါ်ခဲ့ပါတယ်။အဲ့တော့ဒီပုံလေးကိုကြည့်ပါတရုတ်တို့ရဲ့ပိုးလမ်းမကြီးပြမြေပုံဖြစ်ပါတယ်။အဲ့တော့ပိုးလမ်းမကြီးက BC 200ဆိုကနေပြီးတော့ဆလေးရာစု AD ကုန်နဲ့အထိလွန်စီကားခဲ့တယ်။ ်ရုပ်နိုင်ငံထုတ်ပိုးတယ်နဲ့ဒူလက်ဖက်ချောက်စာတကြားကျွေတယ်နဲ့ဟင်းခအမှုကြိုင်တို့ကိုအနောက်နိုင်ငံတွေကို အထုသဖြင့်ရောမောက်ကိုတင်ဖို့ခဲ့ပါတယ်အဲ့ဒီနီးတူအနောက်နိုင်ငံတွေရဲ့ထွက်ကုန်ဖြစ်တဲ့သုံးမွေးစင်စွဲရွှေနဲ့ငွေတွေကိုလည်းအရှေ့တိုင်းနိုင်ငံများကိုတင်ဖို့ခဲ့တယ်ပိုလာမကြီးကြောင့်ကုပလိုက်ခန်လက်ထက်အဲ့တော့ဒီပုံလေးကကုပလိုက်ခိုင်ပါ ုပလိုက်ခန့်လက်ထက်မှာတော့အီတလီနိုင်ငံသားမာကိုပိုလိုဟောဒီပုံလေးကတော့မာကိုပိုလိုဖြစ်ပါတယ်။ပိုလိုမှာကြည့်ရစစ်တရုတ်နိုင်ငံကိုရောက်ရှိခဲ့ပါတယ်။အဲ့တော့မာကိုပိုလိုဟာအာရှတိုက်ချမ်းကိုမှတ်တမ်းတွေရေးခဲ့တဲ့အတွက်ကြောင့်မလို့ဥရောပတိုက်သားတွေဟာအာရှတိုက်ချမ်းကိုရခင်ကားတဲ့ပုံမှုပြီးတော့သိရှိလာတယ်။မတူကွဲပြားတဲ့အတွေ့အခေါ်တွေကိုယ့်ကိုယုံကြည်မှုတွေနဲ့ယဉ်ကျေးမှုတွေကိုဖလဲခွင့်ရခဲ့တယ်။စလိယစုနောက်ပိုင်းမှာတော့ ရေချောင်းကုံသွေးရေးထွန်းကလာတဲ့အတွက်ကြောင့်မလို့ပိုးလမ်းမကြီးရဲ့ကုံသွေးရေးဟာတဖြည်းဖြည်းနဲ့မေးမိန်သွားခဲ့ရပါတယ်။ကဲသားတို့သမီးတို့ရေတရုတ်နိုင်ငံရဲ့ဆံမတို့အကြောင်းအရာတွေကိုအားလုံးတော့သိရှိပြီးပြီဆိုတော့ဒီအကြောင်းအရာတွေထဲမှာဘယ်ဟာအဓိကကြလဲဆိုတော့အချက်ကလေးကိုကျွန်တော်ပြန်ပြီးတော့လေ့လာကြည့်ရအောင်။အဲ့တော့တရုတ်လူမျိုးတွေရဲ့ယဉ်ကျေးမှုစတင်ထွန်းကတဲ့ဒေတာဟာမြေဝမြေဝဒေတာဖြစ်ပါတယ်။ခေတ်ဦးတရုတ်လူမျိုးတွေရဲ့အဓိကထားတဲ့နော်စီးပွားရေးကတော့စိုက်ပျိုးရေးဖြစ်တယ်။ တရုတ်ကျွေတယ်ဒီကတော့ဥရောပမှာကြော်ကြားခဲ့တယ်။ရှီဝန်တီမစ်လက်ထက်မှာတော့မဟာတရန်းကြီးကိုတိစောက်ခဲ့တယ်။ကဘာပေါ်မှာတရုတ်တည်းရဲ့အစိုးရဝန်ထမ်းစံမိုးဝဲရတော့ရှေ့ကြဆုံးစံမိုးဝဲဖြစ်ပါတယ်။မင်းခစ်မှာတော့တရုတ်တည်းရဲ့စားပေးအမှုပညာရင်ကျေးမှုတိုးတက်ခဲ့တယ်။တရုတ်တည်းရဲ့စက်ကွေပြုတ်ချင်းပုံနှိပ်ချင်းနဲ့ရမ်းမုတ်ပြုတ်ချင်းကိုစတင်ခဲ့တဲ့သူတွေဟာတရုတ်လူမျိုးတွေဖြစ်ပါတယ်။အတွေးခွဲပညာရှင်ဖြစ်တဲ့လောင်စီ ကွန်မြူရှက်တွေရဟောပြောချက်ကလည်းတရုတ်နိုင်ငံမှာလွှမ်းမိုးခဲ့ပါတယ်။တရုတ်လူမျိုးတွေကဘိုးဘွားဘေးဘေးတွေကိုရှ िख ိုးပူဇော်တဲ့အလေးထားရှိခဲ့တယ်။တရုတ်ပိုးလမ်းမကြီးကကမ္ဘာအရှေ့ပိုင်းမှာရှိတဲ့တရုတ်နိုင်ငံရှီယန်မြို့ကနေပြီးတော့ကမ္ဘာအနောက်ဘက်မြေထဲပင်လယ်ကိုဆက်သွယ်ပေးထားတဲ့ကုန်သွယ်လမ်းကြောင်းဖြစ်တယ်။တရုတ်နိုင်ငံကထုတ်လုပ်တဲ့ဘိုးတွေဟာကုန်သွယ်ရေးရဲ့အဓိကကွန်မြူစီဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ကုန်သွယ်လမ်းကြောင်းကိုပိုးလမ်းမကြီးလို့ခေါ်ပါတယ်။မာကိုပိုလိုရဲ့မှတ်တမ်းကြောင့်ဥရောပတိုက်သားတွေဟာ အာရှတိုက်အကြောင်းကိုပုံပုံသိရှိပြီးတော့စိတ်ဝင်စားမှုတွေရှိလာခဲ့တယ်။ပိုးလမ်းမကြီးကြောင့်မတူ क्वे ပြားတဲ့အတွေးခေါ်တွေကိုယ်ကွယ်ယုံကြည်မှုတွေနဲ့ရင်ကျင်းမှုတွေကိုဖလှယ်ခွင့်ရခဲ့ပါတယ်။ကဲသားတို့တမျိုးတွေဒီနေ့ဒီချက်တို့လေ့လာခဲ့တဲ့အကြောင်းအရာလေးကတော့အခန်းလေးလူအဖွဲ့စီရဲ့မူလအစဖြစ်တဲ့သင်္ကန်းစာသုံးပါပေါင်းတဲ့ရှေးအောင်ရင်ကျင်းမှုများရဲ့တရုတ်ရင်ကျင်းမှုဖြစ်ပါတယ်။သားတို့တမျိုးတို့လည်းဒီသင်္ကန်းစာလေးကို နားလေသဘောပေါက်မလို့ဒီချဲယုံကြည်ပါတယ်မျော်လဲမျော်လင်းပါတယ်နောက်တင်ကားစာမှာဒီချဲတို့ပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်